ိုက်ပွဲတွေနဲ့အတူစစ်တပ်ကအရက်သားတွေနေတဲ့ရဲရွာတွေနဲ့လူမှုတွေကိုပိတ်မထားပြီးလေချောင်းကနေဘုံကျဲတိုက်ခိုက်တာတွေကိုဆက်ပြီးတော့လုပ်နေပါတယ်။မနေ့ကဆိုလို့ရှိရင်ဒီမိုးကုံမြို့ကိုလည်းစစ်ကောင်စီတပ်က Jet Fighter နဲ့ဘုံကျဲခဲ့တာကြောင့်ကလေးအပါဝင် အရက်သား၂ယောက်ဒဏ်ရာရခဲ့ပါတယ်။ မိုးကုတ်မျိုးကအုံကိုင်းရက်ကွက်ကိုလေချောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တာပဲဖြစ်ပါတယ်။ဒီလေချောင်းတိုက်ခိုက်မှုထဲမှာဆိုလို့ရှိရင်ကလေးတစ်ယောက်နဲ့အမျိုးသားတစ်ယောက်ထိခိုက်ဒဏ်ရာရခဲ့တဲ့အပြင်အိမ်ငှားလုံးနဲ့ဘုံကြီးချောင်းတစ်ချောင်းထိမှန်ပျက်စီးသွားခဲ့ပါတယ်။စစ်တပ်ကတအန်းတပ်မတော် TNL ကထိန်းချုပ်ထားတဲ့မိုးကုတ်ကြောင်မင်းနဲ့နောင်ချုံမျိုးနယ်တို့ကိုဒီတရက် ကိုတမျိုးပုံစံမျိုးနဲ့ပေါ့နော်ဒီရက်ဆက်တိုက်ပေါ့ဆက်တိုက်ဆိုသလိုနေ့စဉ်ဘုံကျဲတိုက်ခိုက်တာတွေလုပ်နေတာဖြစ်ပါတယ်အဲဂျွန်လာ24ရက်နေ့မှာကြောင်မဲမျိုးကလူစီကားတဲ့ရက်ွက်ထဲကိုလေချောင်းကနေပုံကျဲတက်ခိုက်ခဲ့လို့ကလေးနှစ်ယောက်အပါဝင် အရက်သား၄ယောက်သေဆုံးခဲ့ပါတယ်။ဒါပြင်ဂျွန်လာ25ရက်နေ့ဒီတရက်ထဲမှာပဲပေါ့နော်။နောင်ချုံမြို့ထဲကမြို့နယ်ထဲမှာရှိတဲ့ဒီအာနောင်လင်းပြီးတော့ နောင်အောလုံဆုံနဲ့ဒီနောင်ဖာရွာတွေမှာနှစ်ဖက်ကြားတိုက်ပွဲတွေဖြစ်ခဲ့ပါတယ်အဲတိုက်ပွဲတွေကတရက်သေးအဲ့ဒီရွာတွေမှာဇက်တိုက်ဖြစ်ခဲ့တာပါဆိုတော့အဲ့ဒီတိုက်ပွဲတွေထဲမှာဆိုလို့ရှိရင်လဲစစ်တပ်က drone နဲ့အဲ drone ပုံသုံးပြီးတော့ပေါ့လေ drone ပုံ28လုံးနောက်ပြီးတော့လက်နက်ကြီးဆိုလို့ရှိရင်လဲ68လုံးသုံးပြီးတော့ပြစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့တအန်းတက် TNL ကထုတ်ပြန်ပါတယ်